အဂရိကိစ္စနဲ့ဆက်ဆက်ပြီးနေအိမ်ကိုစီးနှင်းရှာဖွေခံခဲ့ရတဲ့နောက်ယူကရိန်းသမ္မတဗိုလိုဒီမာဇီလန်စကီရဲ့ရုံးဖွဲ့ကြီးကဟောင်းရာဒူးကနေနှုတ်ထွက်သွားခဲ့ပါတယ်ဇီလန်စကီကသမ္မတရုံးဝန်ထမ်းရေးရာကြီးကအန်ဒရီယာမက်နှုတ်ထွက်သွားတဲ့အကြောင်းကိုနိုဝင်ဘာလ28ရက်နေ့မှာအတည်ပြုခဲ့ပါတယ်ရာမက်ဟာယူကရိန်းနိုင်ငံရေးနယ်ပယ်မှာဩဇာကြီးမားတဲ့ပုဂ္ဂိုလ်တဦးဖြစ်ပြီးရုရှားရဲ့ကျူးကျော်စစ်ကာလတခြားဇီလန်စကီရဲ့အနီးကပ်အကြံပေးဖြစ်ရည်တည်ခဲ့တာဖြစ်ပါတယ် ဒါပေမဲ့ပြီးခဲ့တဲ့လပိုင်းနေ့တွင်ယူကရိန်းအစိုးရထဲမှာအကြမ်းလိုက်စားမှုအရှုပ်တော်ပုံတွေကြီးထွားလာခဲ့ပြီးရာမတ်ကိုပါအမှုပတ်လာခဲ့တာဖြစ်ပါတယ်။မယိုးသားတဲ့ကိစ္စတွေမှာရာမတ်ကိုတိုင်ပါဝင်ကျူးလွန်နေလို့ဒိုင်းရိုက်ဆွဆွဲတာမျိုးတော့ယခုထိမရှိသေးပါဘူး။ဇီလန်စကီဟာမကြသေးခင်ကမှရာမတ်ကိုစစ်ရက်ဆဲရေးကိစ္စအတွက်မီဒီကန်နဲ့ဆွေးနွေးမှုတွေမှာဥဆောင်ညှိနှိုင်းရေးမှုတာဝန်ပေးအပ်ထားခဲ့ပါသေးတယ်။ရမတ်နှုတ်ထွက်သွားတဲ့အကြောင်းကိုကြေညာပြီးတဲ့နောက်ဇီလက်စကီက လက်ရှိရှုပ်ထွေးနေတဲ့ကာလမျိုးမှာတော့ယူကရိန်းအနေနဲ့စီးလုံးနေဖို့လိုတယ်လို့ပြောကြားသွားခဲ့ပါတယ်။ စီလုံးမှုပြပြဲသွားရင်ယူကရိန်းဟာအနာဂတ်အပအဝင်အရာအားလုံးကိုဆုံးရှုံးရလိမ့်မယ်လို့သူကသမရအင်တော်ရှိမှပြောကြားခဲ့တဲ့မိန်ကွန်းနဲ့ထဲသွင်းသတိပေးသွားခဲ့ပါတယ်။နိုဝင်ဘာလ28ရက်နေ့မနက်အစောပိုင်းတုန်းကယူကရိန်းရဲ့အကြမ်းတိုက်ဖြတ်ရေးအေဂျင်စီနှစ်ခုရဲ့အရာရှိတွေဟာကီယက်မြို့တော်အစိုးရအရာရှိများအင်အားတွေကရမိုက်ကနေအိမ်ကိုဝင်ရောက်စီးနှင်းရှာဖွေခဲ့ကြောင်းသိရှိရပါတယ်။